ဖတ်တီးချွန်မင်းပါလို့ဇုံစီတွေမရောင်းတော့တာလေ။ဩငါအလုပ်ပြောင်းလိုက်ပြီလေ။ဘာတွေရောင်းနေရလဲစားလို့ရလား။ကိုခံပညာတက်ကျွမ်းနေဒီဝါတုတ်ကြီးကလူအများရှိမှအလောင်ပြောင်းခံရပြီးတော့သူရောင်းနေထမင်းလုံးတုတ်တွေကိုပါလိန်လေခံလိုက်ရပါတယ်။ဒါပေမဲ့ဒီလူအရှက်ရစရာကြုံရပေမဲ့လေဒီဝါတုတ်ကြီးကဒေါသကိုမျိုးသိပ်ဖို့ပဲရွေးချယ်ခဲ့ပါလေ။ဘာလို့လဲဆိုတော့သူ့ဆရာကသီးခံခြင်းကအေးချမ်းခြင်းကိုဆောင်တက်ပြီးတော့ကိုခံပညာကအနိုင်ယူဖို့ဒါမှမဟုတ်ကြွားဝါဖို့မဟုတ်ဘဲနဲ့ တရားမျှတမှုကိုထိမ့်သိမ်းဖို့ဖြစ်တယ်ဆိုပြီးတော့ပြောခဲ့လို့ပါဒီဝါတုတ်ကြီးရဲ့နာမည်ကဖေချုံမှာငယ်စဉ်ကတည်းကမိသားစုကိုဆုံရှုံခဲ့ရပြီးတော့ဝန်ချွန်းတိုင်းဆရာကြီးဆရာလျံကတပည့်အဖြစ်ခေါ်ယူခဲ့လို့ကံကောင်းခဲ့ပါတယ်ဖေချုံကရိုးသားပြီးဖြူစင်တဲ့အတွက်အမြဲတမ်းအနိုင်ကျင့်ခံရလေးရှိပါတယ်တနေ့မှာတော့တူလန်းဘေးမှာဇုံစီထမင်းလုံးတွေရောင်းနေတော့မှာလူနှစ်ယောက်ကမြင်းရတိုင်းပြိုင်ပွဲနဲ့လှည့်သားပြီးတော့သူ့ရဲ့ဇုံစီတွေအကုန်လုံးကိုလိန်ယူသွားပါတယ်ဇုံစီရောင်းရတာကလည်းသူ့အတွက်တကယ်ကိုစီးပွားရေးတေးတေးလေးပါ ဖေချွန်ကဒေါသထွက်ပြီမေအလောင်းစားကိုလေးစားရတာကြောင့်သူတို့ကိုတားဆီးလို့မရခဲ့ပါဘူး။ဒါနဲ့ပဲသူက မော့ကြီးဆိုင်ကိုသွားပြီးတော့သူ့တငယ်ချင်းဆိုင်ပိုင်ရှင်ချန်ဝါကိုယင်ဖွင့်ခဲ့ပါလေ။ဇုံကစည်းလေးဆက်မရောက်နိုင်တော့တဲ့အတွက်ဖေချွန်ကိုဖရဲသီးရောက်ဖို့ကြံပေးပါလေ။ဒါပေမဲ့စကားပြောတတ်တဲ့ချန်ဝါကဖရဲသီးရောက်တာကလည်းတူတူပဲဆိုပြီးတော့နောက်လိုက်ပါလေ။တခြားသူတွေကမလင်ယူသွားရင်တော့မင်းကိုယ်တိုင်အကုန်စားပြစ်မှာပဲဆိုပြီးတော့ပြောလိုက်ပါလေ။ချက်ချင်းပဲချံဝါကဖေချွန်အတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိနေမဲ့စိတ်ကူးကောင်းတစ်ခုထွက်လာပါလေ။ဒါကြောင့်မေလူတချို့တွေက ခြံဝါကိုပတ်ဆက်ရှာပြီးတဲ့ဟွာလို့ခေါ်လာတော့အံဩစရာမရှိတော့ပါဘူးသူ့ရဲ့အကြံကလည်းမစိုးပါဘူးဖေချွန်အလုပ်တွေစီစဉ်နေတုန်းမှပဲမနေ့ကသူ့ကိုလမ်းမှာလှည့်စားခဲ့တဲ့သူတွေနဲ့ထပ်တွေ့ပါတယ်ဘာလို့ရောင်းနေရလဲစားလို့ရလားဖေချွန်ရဲ့ပြဿနာကိုဖြေရှင်းပြီးတဲ့နောက်မှာတော့ခြံဝါကိုယ်တိုင်မမျှော်လင့်မနဲ့ဒုက္ခရောက်ပါတော့တယ်သူကတထေးမော့ကိုသူ့ရဲ့အလုပ်တွေသတင်းပို့ဖို့ပြင်နေတုန်းမှာတထေးမော့နဲ့နာမည်ကြီးတများအဖွဲ့တစ်ဖွဲ့ကရွာတကြီးကိုလှုပ်ကြံမှုတိုင်ပင်နေတာကိုကြားလိုက်ရပါတယ်ဒါတော့မဖြစ်ဘူး ချန်ဝါကချက်ချင်းပဲသတင်းပို့ဖို့ပြေးသွားပါတယ်။ရွာသူကြီးရဲ့အိမ်ရှိမှာသူကအရာရှိရာအိုနဲ့တွေ့ခဲ့ပါတယ်။မင်းမြန်းစစ်ဆေးပြီးတဲ့နောက်မှာချန်ဝါကလှုပ်ချန်မှုအစီအစဉ်ကြောင်းကိုအရာရှိရာအိုကိုပြောပြပြီးတော့ရွာသူကြီးကိုချိုးတင်ပြင်ဆင်ထားဖို့တတိပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့အရာရှိရာအိုကဒီကိစ္စကအရန်အရေးကြီးတဲ့အတွက်လှည့်ဝတ်ထားဖို့ပြောပြီးမနှက်စောစောလျှံတင်းမှာရွာသူကြီးကိုစောင့်နေဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ချန်ဝါစောင့်နေတဲ့သူတွေကတော့လူသက်သမားတအုပ်ကြီးပါပဲ။အမှန်တော့အရာရှိရာအိုနဲ့တထေးမောတို့က ပူပေါင်းပြီးကြံစီနေတာကြပါပြီလူသက်သမားတွေကတော့6လောက်တိုင်းကျွမ်းကျင်တဲ့သပင်ရှုပ်ဘွားဘွားနဲ့မျက်နာမှာအမာရိုးရှိတဲ့လူတစ်ယောက်နဲ့ဓားကြီးတွေကိုကင်ထားတယ်တန်မာတဲ့လူလေးယောက်ပဲဖြစ်ပါတယ်လူပြက်တယ်ဒီနေရာမှာသူတို့ကချံဝါကိုဝိုင်းရံပြီးတော့နှုတ်ပိတ်ဖို့ကြိုးစားကြပါတယ်ကံကောင်းစွာနဲ့ပဲချံဝါကငငယ်လေးကလေးကကိုခံပညာကိုလေ့ကျင့်ခဲ့တဲ့အတွက်အနေငယ်တက်ကျွမ်းပါတယ်ဒါနဲ့ချံဝါကဒီလူဆိုးတွေနဲ့တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့လက်တစ်ဖက်ကလက်လေးဘက်ကိုဘလို့မှမနိုင်သလိုလူအုပ်ကြီးကိုလည်းမနိုင်ပါဘူး ခြံဝါကအင်အားချင်းမမျှပဲနဲ့ရှုံးနေပြီးတော့အလူးလဲပြေးလွှားခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲသူကအနီးနားမှာနေတဲ့သူ့တငယ်ချင်းဖေချွန်နဲ့送ခဲ့ပါတယ်။ဒဏ်ရာရီနဲ့ခြံဝါကိုမြင်တဲ့အခါမှာတော့ဖေချွန်ကတခွန်းမှမပြောဘဲနဲ့သူ့ကိုဂုံးပိုးပြီးတော့ပုံနေလိုက်ပါတယ်။သူတို့သမားတွေကအမြန်လိုက်လာခဲ့ပြီမဲ့ဖေချွန်ကဒေတာကန်ဖြစ်တဲ့အတွက်မြေနေသားကိုကျွမ်းကျင်တာကြောင့်သူတို့လက်ကနေအောင်မြင်စွာလွတ်မြောက်နိုင်ခဲ့ပါတယ်။ပြီးတော့ဒံယာတွေကိုကုသဖို့အတွက်သမားတော်စေကန်းဖွင့်ထားတယ်။သူ့ဆရာဆရာစန်းရဲ့အိမ်ကိုခြံဝှက်ကိုပို့ပေးခဲ့ပါတယ်။ ချန်ဟွာကဓာတ်ဒဏ်ရာအများပြားရထားတာကြောင့်သတိလစ်မပြောနေပြီဖြစ်လို့သူ့ရဲ့ဒဏ်ရာအကြောင်းရင်းကိုဖေချွန့်ကိုပြောပြနိုင်ခြင်းမရှိပါဘူး။ဆရာဆန်ကလူငယ်တွေရန်ဖြစ်တာကိုမကြိုက်ပေမဲ့ချန်ဟွာရဲ့ဒဏ်ရာတွေကိုတော့ကုသပေးခဲ့ပါလေ။နောက်တစ်နေ့မှာပဲချန်ဟွာကနိုးလာပါပြီ။သူ့ချက်ချင်းပဲသူ့အမေကိုသွားပုံဖို့တရင်ပေးဖို့ဖေချွန့်ကိုတောင်းဆိုခဲ့ပါလေ။ဒါပေမဲ့သူနောက်ကျသွားပြီဆိုတာဘယ်သူသိမှာလဲ။ချန်ဟွာရဲ့အမေကအသက်ခံလိုက်ရပါပြီ။ဖေချွန့်ကလည်းချန်ဟွာရဲ့ကျမ်းမာရေးကိုစိုးရိမ်နေတဲ့အတွက်အမှန်တရားကိုမပြောပြခဲ့ပါဘူး။ နောက်ထပ်ချန်ဟွာကတထေးမောကသူ့အသက်ကိုယူဖို့ကြိုးစားနေတယ်ဆိုတာကိုရွာသူကြီးကိုတည်င်းပေးဖို့ဖေချွန်းကိုတောင်းဆိုခဲ့ပါတယ်ဖေချွန်းကအဖြစ်မှန်ကိုအပြည့်စုံမသိဘဲနဲ့ပြောပြတာကရှင်းလင်းမှုမရှိတဲ့အပြင်သူ့ရဲ့ပုံမှန်မလေးနဲ့တဲ့အမှုရာကြောင့်ဘသူကမှသူ့စကားကိုမယုံခဲ့ပါဘူးရွာသူကြီးနဲ့သူ့ရဲ့တတ်တော်ဆောင်ကတန်ဝိယုံတိုင်းဆရာနဲ့တွေ့ရလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့ပါဘူးရွှေခေါင်းလောင်းအကာကွယ်နဲ့တန်ဝိယုံတိုင်းပညာတွေကအင်မတန်ကိုအစွမ်းထက်တဲ့ကိုခန့်ပညာတွေပါ ဒီပညာတွေကိုကျွမ်းကျင်သွားပြီဆိုရင်လက်သီးဒါမှမဟုတ်ခြေထောက်နဲ့ထိုးကျိတ်တာကိုခံနိုင်ရည်ရှိအောင်သာမကပဲနဲ့ရိုးရိုးသားတွေကတောင်မထိခိုက်နိုင်ဘူးဆိုပြီးဆိုကြပါတယ်ဒီလူနှစ်ယောက်ကတတော်ငယ်လေးကိုဖြတ်သွားတော့မှလူတသမားတွေရဲ့ချောင်းပြောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်ဓာကြီးတွေကင်ထားတယ်လူလေးယောက်အပြင်တထင်းမော်ရဲ့တိုင်းစီယာကြီးသုံးဦးလည်းပါပါတယ်တက်တော်ဆောင်ရဲ့တိုင်းပညာကကောင်းမှုပေမဲ့အဖွဲလိုက်တိုက်ခိုက်တာကိုတော့မခုခံနိုင်ပါဘူးရွာသူကြီးကမျက်နှာမှာလဲကျသွားပြီးတော့တက်တော်ဆောင်ကတန်ဝိယုံတိုင်းစီယာနဲ့တိုက်ခိုက်ခဲ့ရပါတယ်တန်ဝိယုံရဲ့အားနည်းချက်ကိုရှာတွေ့ရင်တော့အလွယ်တကူပဲနိုင်ုံနိုင်တယ်လို့ဆိုပါတယ် တက်တော်ဆောင်ကအနိုင်ရတော့မယ့်အချိန်လေးမှာ6လောက်တိုင်းကျွမ်းနေမျက်နှာမှာအမာရုံတဲ့လူကလာရောက်ပြီးတော့ကူညီပါတယ်။တိုင်းဆရာကြီးနှစ်ဦးရဲ့ညက်ပူးညက်ပိတ်တိုက်ခိုက်မှုကြောင့်ခဏလေးတွင်းမှာပဲတက်တော်ဆောင်ကပင်မန်းနွမ်းနေပြီးတော့လဲကျသွားပါပြီ။ရွာသူကြီးကပျောက်ဆုံးသွားပါတယ်။အကြံပေးရောင်ကဒီခွင့်ရေးကိုယူပြီးတော့တထင်းမုံနဲ့အတူရွာသားတွေကိုလှည့်ပြားပြီးတော့တထင်းမုံကယာယီရွာသူကြီးဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာဒန်ယာပြင်းထန်ရထားတဲ့ခြံဝါကနလန်ထူလာပြီးတော့အိမ်ပြန်မှုပြင်ဆင်နေပါပြီ။ သူ့အမေအသက်ခံလိုက်ရတဲ့အကြောင်းကိုသိတဲ့အခါမှာတော့သူကရင်ခွဲမတက်ဝမ်းနေပြီးတော့လက်စားချေဖို့အလင်းစလိုပြေထွက်ချင်ခဲ့ပါတယ်။ဒါပေမဲ့ဖေချုံကသူ့ကိုတားလမ်းမြင်လိုက်ပါပြီ။ဒီလိုဒဏ်ရာအခြေအနေနဲ့ဆိုရင်ရက်ဆက်တဲ့လူစိုးတွေကိုရှင်နိုင်မှာမဟုတ်ဘူးလေ။ခြံဝါကိုကူညီဖို့အတွက်ဖေချုံကဆရာကြီးဆန်းစီမှာတိုင်းပညာသင်ဖို့အနှံဖို့အကြံပေးလိုက်ပါတယ်။ဆရာကြီးဆန်းကဝန်ချွန်းတိုင်းပညာရဲ့အနှစ်သာရကိုတက်မြောက်ထားတဲ့သူဖြစ်ပြီးတော့အလွန်တော်တဲ့သူပါ။သူကရှေးအမွေနဲ့ဆေးဝါးတွေနဲ့လူနာကိုကုသပေးပြီးတော့တိုင်းပညာရဲ့ကိစ္စတွေကိုဘယ်တော့မှဝင်မပါတဲ့တူတူသိသိနေတတ်တဲ့သူပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖေချွန်ရဲ့ရိုးသားတဲ့စိတ်ထားနဲ့ငြိမ်းချမ်းတဲ့သဘာဝကြောင့်သာသူ့ကိုတပည့်အဖြစ်လက်ခံခဲ့တာပါ။ချန်ဟွာကအကူအညီတောင်းဖို့စကားမဆရသေးခင်မှာပဲအမာရိုးရှိတဲ့သူကသူ့ရဲ့ဂိုင်းသားတွေနဲ့ဆရာကြီးဆန်းကိုလာရောက်ရင်ဆိုင်ပြီးတော့ချန်ဟွာကိုလက်လွှဲပေးဖို့တောင်းဆိုပါတယ်။သူတို့ရဲ့မကောင်းတဲ့ရည်ရွယ်ချက်ကိုတိတဲ့ဆရာကြီးဆန်းကညှင်းပစ်လိုက်တဲ့အတွက်တိုက်ပွဲကတော့ဖြစ်ပွားခဲ့ပါပြီ။ဆရာကြီးဆန်းရဲ့တိုင်းပညာကအလွန်ထူးချွန်ပြီးတော့အမာရိုးရှိတဲ့သူနဲ့တန်ခွေးယုံကျွမ်းကျင်သူနှစ်ယောက်ပူးပေါင်းပြီးတိုက်ခိုက်တာတောင်မှဆရာကြီးဆန်းကိုမရှင်းနိုင်ပါဘူး။ သူတို့ရှုံးနေမယ်ဆိုတာကိုမြင်တော့တထင်းမူကဂျားဝင်စိတ်ဆက်ပေးသူဖြစ်ဟန်ဆောင်ပြီးတော့ဝင်ရောက်လာပါတော့တယ်ဆရာကြီးဆန်းကသူ့ရဲ့လှည့်စားမှုကိုချက်ချင်းသိလိုက်ပြီးတော့ဘာတခေါမှမပြောဘဲနဲ့ထွက်ခွာသွားပါတော့တယ်ဆေးကန်းကိုပြန်ရောက်တော့ခြံဝါကတရားဝင်တပည့်အဖြစ်လက်ခံဖို့တောင်းဆိုခဲ့ပါတော့တယ်အစပိုင်းမှာဆရာကြီးဆန်းကတိုင်းပညာကသူရဲ့ကောင်းစိတ်နဲ့ကူညီဖို့သာဖြစ်ပြီးတော့တိုက်ခိုက်ဖို့မဟုတ်ဘူးလို့ထပ်ပြောပြီးငင်းဆိုပါတော့တယ်ချန်ဝါကိုပြန်လွတ်ဖို့ကြိုးစားပေမဲ့ချန်ဝါက၃ရက်၃ညလုံးလုံးဒူးထောင်နေခဲ့ပြီးတော့မအောင်မြင်ခဲ့ပါဘူး အဲ့နောက်မှာဖေချွန်ကဆရာကြီးကိုစိတ်တူအောင်လှုံ့ဆော်တဲ့အစီအစဉ်တစ်ခုကိုကြံစီခဲ့ပါတယ်။သူကခြံဝါကိုသူ့ရဲ့တပည့်အဖြစ်ဟန်ဆောင်ပြီးတော့ဆရာကြီးဆန်းရဲ့ရှေ့မှာတိုင်းခွက်တွေကိုရန်တန်မှားယွင်းစွာတင်ပေးခဲ့ပါတယ်။သူ့ရဲ့အဖိုးတန်တဲ့တိုင်းပြည်ညာကိုဖေချွန်ကနောက်ပြောင်တယ်လို့လုံနေတာကိုမြင်တော့ဆရာကြီးဆန်းကခဏတာစကားမပြောနိုင်ဖြစ်သွားပါတယ်။ဖေချွန်ရဲ့တွယ်ဝိုက်တဲ့အချက်ပေးမှုတွေကိုလိုက်နာပြီးတော့ခြံဝါကတပည့်ခံတဲ့အခမ်းအနားအတွက်လက်ဖက်ရည်ကိုကတ်ခဲ့ပါတယ်။ချံဝါရဲ့စိတ်ရင်းမှန်နဲ့ဖြောင်းမြတ်တဲ့စိတ်ထားကိုမြင်တဲ့အခါမှာတော့ဆရာကြီးဆန်းကသူ့ကိုတပည့်အဖြစ်လက်ခံဖို့သဘောတူလိုက်ပါပြီ ီလိုနဲ့ချန်ဝါကဆရာကြီးဆန်းတဲ့သူလူသူ့ရဲ့တိုင်းပညာခရီးကိုစတင်ခဲ့ပါတယ်အခြေခံကြွမ်းကျင်မှုပြီးတော့တုံ့ပြန်မှုလေ့ကျင့်ခန်းတွေနောက်ဆုံးတော့သူ့ရဲ့အကိုကြီးဖေချုံနဲ့တူတူရှင်ပြိုင်လေ့ကျင့်ခဲ့ပါတော့တယ်ဆရာကြီးဆန်းကသူတို့ကိုပောက်ကွဲအားကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုသင်ပေးခဲ့ပါတယ်ချန်ဝါကတကယ်ပဲပါရမီပါတဲ့သူဖြစ်ကြောင်းပြသခဲ့ပြီးတော့လာအနေငယ်အတွင်းမှာပဲဝန်ချွန်းတိုင်းရဲ့အနှစ်သာရကိုနားလည်သွားခဲ့ပါတယ်။ကိုကိုကိုတိရန်သူကိုတိရင်စစ်ပွဲတရာတိုက်လဲအန်ဒီယကင်းနေတဲ့ ဆရာကြီးဆန်းကချမ်းဝါကိုတန်ဝိယုံတိုင်းကိုဘယ်လိုပြန်တိုက်ရမလဲဆိုတာနဲ့ဒုတ်တိုင်းပညာများကိုပါသင်ပေးခဲ့ပါတယ်။ဥပမာအားဖြင့်သူတို့ကတတိချောင်းစီနဲ့ဘန္နာစီတွေကိုမှန်အောင်ရိုက်ခိုင်းပါလေ။ပြောဖို့ကလွယ်ပြီမယ်။လက်တွေ့လှုပ်ဆောင်ရတာကတော့အင်မတန်ခက်ခဲတာပါ။တကယ်ဆရာသမားဖြစ်ဖို့ဆိုရင်ပါရမီရှိဖို့လိုအပ်တယ်လို့ပို့ပြီးအရေးကြီးတာကတော့မနာမနေလေ့ကျင့်ဖို့ပါပဲ။ဒီနေ့မှာဆရာကြီးဆန်းကပုံမှန်တိုင်းလက်ဖက်ရည်တောက်ဖို့သွားနေရတာကနေတထင်းမူရဲ့ထောင်းချောက်ထဲကိုကြောက်ရောက်ခဲ့ပါလေ။သထောင်းစားရောင်ဆောင်ထားတဲ့လူဆိုးတွေကဆရာကြီးဆန်းကိုဓာတ်နဲ့ထိုးပါလေ။ ီးတော့ပြင်ဆင်ထားတဲ့ကြမ်းပြင်ပြားကိုလည်းပြုတ်ကြအောင်လုပ်လိုက်ပါတယ်။နောက်ဆက်တွဲအနေနဲ့အလုံးအင်းနဲ့ဝင်ရောက်တိုက်ခိုက်ကြပါပြီ။ဒဏ်ရာတွေပြင်းထန်ရပြီးတော့အင်အားမမျှတာတဲ့အနေအထားနဲ့ရင်ဆိုင်ရတဲ့ဆရာကြီးဆန်းကနောက်ဆုံးတော့မော်ပန်နွမ်းနေပြီးတော့လဲကျသွားပါတော့တယ်။ဒီရက်ဆက်ကြမ်းကြုတ်တဲ့တပည့်တွေကဆရာဆန်ရဲ့ရုပ်အလောင်းကိုတိုင်းချောင်းစီကိုတယ်လာပြီးတော့လှောင်ပြောင်ခဲ့ပါတယ်။အဲ့မှာပဲရံပွဲတစ်ခုကဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့ဓမြတွေကလူအင်အားများတဲ့အတွက်ဒီလူနည်းစုလေးကတော့နောက်ဆုံးမှာဗယံပဒါနဲ့ထွက်ပြေးခဲ့ရပါပြီ။သူတို့ဆရာအတွက်လက်စားချေဖို့တပည့်၃ယောက်ကအစီအစဉ်တစ်ခုကိုဆွဲခဲ့ပါဗါတယ်။ သူတို့ကရန်သူတွေရဲ့တိုင်းပညာပုံစံတွေကိုခွဲခြားစိတ်ဖြာပြီးတော့အဖွဲခွဲပြီးတိုက်ခိုက်မှုဆုံးဖြတ်လိုက်ပါတယ်။တထေးမောရဲ့တိုင်းပညာကိုမတိသေးတာကလွယ်ရင်အပြင်းထန်ဆုံးတိုင်းဆရာကြီးတွေကမျက်နှာအမာရုံနဲ့လူလှန့်ရှေကင်ထားတဲ့သူနဲ့တန်ဝေးယုံတိုင်းဆရာတို့ပါ။ဂျင်းဖုံးကဓာတ်နှစ်လက်ဂျင်းဖုံးကဓာတ်နှစ်လက်နဲ့လှန့်ရှေကင်ထားတဲ့သူကိုတိုက်ခိုက်မယ်။ဖေချွန်ကမျက်နှာအမာရုံနဲ့သူကိုရင်ဆိုင်မယ်။ချန်ဟွာကတော့အပြင်းထန်ဆုံးဖြစ်တဲ့တန်လက်သီးကိုတိုက်ခိုက်မယ်။ညအခါမှာပဲသူတို့၃ယောက်ကခွဲထွက်ပြီးတော့စတင်ပြီးလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကနာမည်တွေကိုမှားယွင်းသွားကြပါပြီ။ ဖေချွန်ကသူ့အကြောက်ဆုံးဖြစ်တဲ့လှန်ရှေကင်ထားသူနဲ့သွားဆုံပါလေ။နောက်ကျသွားပြီဖြစ်လို့နှစ်ယောက်သားကတော့တိုက်ခိုက်ရပါပြီ။ဖေချွန်ကအင်အားချင်းမမျှပဲနဲ့ဟိုပြေးဒီပြေးပြေးပြီးတော့အလူးလဲခံနေရပါပြီ။ရုတ်တရက်ဖေချွန်မှာအကြံတစ်ခုရခဲ့ပါတယ်။သူကလှန်ရှေကင်ထားသူကိုအနီးနားကဝါတော်စီကိုဆွဲဆောင်သွားပါတော့လေ။ဝါတော်ထဲမှာလှန်ရှေကိုအသုံးပြုရတာတော့ခက်ခဲတာအမှန်ပါပဲ။ဒါအပြင်လှန်ထိပ်ဖျားကတတ်ထူရောင်လဲမှုကြောင့်အမှောင်ထဲမှာပုံနေတဲ့ဖေချွန်ကလှန်ထိပ်ကိုအလွယ်တကူမြင်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ဖေချွန်ကအခြေအနေကိုပြောင်းပြန်လှန်နိုင်ခဲ့ပြီးလှန်ရှည်ကင်ထားတဲ့သူကိုအနိုင်ယူနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတိုင်းပညာအနေငယ်အားနေတဲ့ဂျန်ဖုန်းကမျက်နှာအမာရုံနဲ့လူကိုတိုက်ခိုက်နေရပါပြီ။ဂျန်ဖုန်းကလုံးဝအနိုင်ယူနိုင်တဲ့အခြေအနေမှာမရှိပါဘူး။ချန်ဝါကအင်အားချင်းတူညီတဲ့တန်လက်သီးနဲ့တိုက်ခိုက်နေရင်ဂျန်ဖုန်းကိုကူညီဖို့လဲစူးစမ်းနေရပါတယ်။အမြန်ဆုံးပြီးဆုံးဖို့အတွက်သူတို့နှစ်ဦးကဂျန်သူကိုလဲလှယ်ပြီးတော့တိုက်ခိုက်ခဲ့ကြပါပြီ။ချန်ဝါကမျက်နှာအမာရုံနဲ့သူကိုချက်ချင်းအနိုင်ယူနိုင်နိုင်ပါတယ်။နောက်ထပ်ရင်ဆိုင်ရမှာကတော့တကယ်ကိုအစွမ်းထက်တဲ့တန်လက်သီးပါပဲ။ သူ့ရဲ့တန်ခွေးယုံကြောင်သူ့ရဲ့အားနည်းချက်ကိုရှာလို့မတွေ့ပါဘူးမမျှော်လင့်မဲနဲ့အရာရှိရာဟုကလူသက်သမားအများပြားကိုခေါ်ဆောင်ပြီးတော့ရောက်လာခဲ့ပါပြီဖေချုံရောက်လာတဲ့အချိန်မှာတော့ဂျင်းဖုံးကလဲကျနေပြီဖြစ်ပါတယ်နားချိန်မရဘဲနဲ့ဖေချုံကလူသက်သမားတွေနဲ့တိုက်ခိုက်ခဲ့ရပါပြီသူကပုံမှန်ချိန်တွေမှာတုံးအားပုံပေါ်နေပေမဲ့သူ့ရဲ့တိုက်ခိုက်ဆွမ်းရည်တွေကတော့အငင်းပွားစရာမရှိပါဘူးခဏတာတိုက်ခိုက်ပြီးတဲ့နောက်မှာဖေချုံကလူသက်သမားတွေကိုအနိုင်ယူလိုက်နိုင်ပါတယ်ချင်းဝါထက်တောင်မှာပို့ပြီးတော့အစွမ်းထက်ပါတယ်ချင်းဝါကပို့ပြီးတော့တောင်အစွမ်းထက်ပါတယ်သူကတန်လက်သီးရဲ့အားနည်းချက်ကိုရှာတွေ့ခဲ့ပြီးပါပြီ ပြင်းထန်တဲ့လက်သီးချက်အနည်းငယ်ကြောင့်တန်လက်သီးကလုံးဝကိုအင်အားချိနေသွားရပါတော့တယ်။အဲ့နောက်မှာနောက်ဆုံးဆုံးဖြတ်တိုက်ပွဲရောက်လာပါတယ်။ပူပေါင်းကြံစီမှုရဲ့ခေါင်းဆောင်တွေကတော့တထေးမော့နဲ့အရာရှိရာဦးပါ။လူလေးယောက်တိုက်ပွဲကစတင်ခဲ့ပါပြီ။အရာရှိရာဦးကချန်ဝါရဲ့တိုင်းပညာကိုမြင်ဘူးထားတဲ့အတွက်ဖေချွန်ကိုရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့သူကဖေချွန်ကိုမနိုင်ပါဘူး။ချန်ဝါကသူ့ရဲ့တထေးဟောင်းကိုရင်ဆိုင်ရတဲ့အခါမှာတော့မယုံနိုင်အောင်ဖြစ်ခဲ့ပါတယ်။သူထင်ထားတဲ့အတိုင်းပဲသူ့ရှေ့ကတထေးမော့ကတကယ်တော့ဟန်ဆောင်ထားတဲ့ဓမြအကြီးစားတစ်ယောက်ပါ။ သူ့ရဲ့အထူးကြောင့်ကျင်မှုကတော့မြေပြင်ဝင်ပလေလက်သီးပဲဖြစ်ပါတယ်။ချန်ဝါကအလျှော်မပေးပေမဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကြောင့်အားနည်းနေခဲ့ပါပြီ။ဒါပေမဲ့ဓမြတွေကတော့အင်အားအပြည့်နဲ့တွက်လက်နေသေးပါ။ချန်ဝါရှုံးနေလူနီနီဖြစ်နေတဲ့အချိန်မှာဖေချွန်ကကူညီဖို့ရောက်လာပါတယ်။သူတို့တွေရဲ့ပူးပေါင်းတိုက်ခိုက်မှုကနှစ်ကြိမ်အနိုင်ရခဲ့ပေမဲ့သူတို့နှစ်ဦးစလုံးကလည်းပင်ပန်းထွက်နေနေပါပြီ။သူတို့ရှုံးနေမယ်ဆိုတာကိုမြင်တဲ့အခါမှာတော့ဖေချွန်ကအကြံတစ်ခုထုတ်ခဲ့ပါတယ်။သူကိုယ်တိုင်တိုက်ခိုက်မှုတွေကိုခံယူပြီးတော့ချန်ဝါကိုတိုက်ခိုက်ခိုင်းဖို့ပါပဲ။နောက်ထပ်တိုက်ခိုက်မှုအပြီးမှာတော့သူတို့ကရှုံးနေနေသေးပါအရေးကြီးတဲ့အချိန်မှာ ဖေချုံကကျန်းဖုံးရဲ့စတုံးထဲကနေဆံညက်ကိုဆွဲထုတ်လိုက်ပါတော့တယ်။လေးချိန်တီတီသူကခြံဝါရဲ့အတွက်သွေးရောတွေကိုထိမှန်အောင်ရိုက်နှက်နိုင်ပြီးတော့သူ့ရဲ့ပေါက်ကွဲရားကိုထုတ်လုပ်ပေးခဲ့ပါတယ်။ဒီဆွမ်းအားနဲ့ခြံဝါကနောက်ဆုံးမှာတော့ဓမြကိုအောင်မြင်စွာအနိုင်ယူနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပြီးပါအောင်ခင်ဗျာ။